တတုံတုံနဲ့ရွာလေဖုံးကြောင်းကနေထွက်ပေါ်လာတဲ့ပုံမောင်းတဲ့ကြောင့်မလားဆောင်တယောက်အသိမ်းပြန်ထားတဲ့စွန်ပန်းလေးကိုခေါင်းမော်ရွက်ကအိမ်အောက်ကိုဆင်လာခဲ့ပါတယ်။မိစိန်ထော်တို့မိခင်မြင့်တို့မပြီးသေးဘူးလား။ဖုံးကြောင်းကအုံမောင်းခောက်နေပြီနော်။ပြီးပြီမလားဆောင်ရေးဖျားကပ်ဖို့အတွက်စပယ်ပန်းတည်တာနောက်ကျနေလို့ပါ။အိမ်နီနာချင်းနေဖြစ်တဲ့မိစိန်ထော်နဲ့မိခင်မြင့်တို့နဲ့ဟာဒုတ်တန်နဲ့တည်ထားတဲ့စပယ်ပန်းကြောင်းတွေကိုလက်တစ်ဖက်မှာကိုင်းစွန်ပန်းကိုခေါင်းမှရွက်ပြီးတော့ဆင်လာခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာတော့ယောဂိဝတ်ဆောင်ဝတ်ထားတဲ့ယောက်ျားမိန်းမတွေဟာစွန်ပန်လေးတွေကိုကိုစီရွက်ခါရွာလေဖုံးကြောင်းစီကိုနဲ့စီစီရီသွားလာနေကြတယ်။ဒါကတော့ဥပုံနဲ့ရောက်တိုင်းကြုံတွေ့နေကြဖြစ်တဲ့လက်ပံတွေရွာတလေးတခုပါ။ရွာမှာနေတဲ့သူအများစုကတော့မိုးလူမျိုးတွေဖြစ်တာနဲ့ညီဘာသာရေးပိုင်းမှာလည်းတခြားရွာတွေထက်ပိုပြီးတော့အားသာတယ်။အခုလည်းရွာနေတက်ကြီးရွာတွေတောင်မကပဲနဲ့အပြိုလူပြိုအရွယ်တွေထိတိတက်နားလဲစားဖြစ်တဲ့ခလေးအရွယ်တွေကပါဖုံးကြောင်းဝင်းထဲကိုရောက်ရှိနေကြပါရဲ့။ ဆရာတော်တရားပြီးတော့မယ်နော်စွန်းစားဆောင်မှာဝိုင်းလုတ်တဲ့သူတွေကဥပုပ်ယူကျင်ကြတဲ့သူတွေရှိတာရှင်းလာခဲ့ကြရွာစောကြီးဥကန်ဟင်းရဲ့အတန်းကြောင့်ဥပုပ်ယူလိုသူတွေလုံလက်စတွေကိုချပြီးတော့တိလာပိတဲ့နေရာကိုထွက်သွားသလိုတချို့တွေကြတော့လေဩတန်ခတ်တန်နေမကြရအောင်နေရာချလို့တရားတန်ကိုနားဆင်းနေဒေါ်လာဆောင်တယောက်ဥပုပ်တိလာယူပြီးတာနဲ့တန်ဃာတော်တွေစုံဖုံးတဲ့ကျောင်းဆောင်မှာဝေယဝိဆရတွေလှုပ်ပေးနေတဲ့ချိန်ရွာနောက်ပိုင်းမှာနေတဲ့ဒေါ်စိန်တယောက်အနာကိုရောက်လာခဲ့ပါတယ် မလဆောင်ဒီနေ့ဥပုပ်ရရဲ့လားရတယ်တော့စိတ်ဘာဖြစ်လို့လဲကျမကတော့လေအိမ်ကအပူတွေကြောင့်ဥပုပ်တော်မယူနိုင်ပါဘူးရှင်အိမ်မှာဘာဖြစ်လို့လဲအိမ်ကအပူတွေကဘလို့ဖြစ်တာလဲမျိုးကရှူဆိုင်မှာအလုံးလုံးနေတဲ့အလက်ကောင်လေးရွှေငါးမူသားတကွင်းပျောက်သွားတဲ့ကိစ္စနဲ့ရောရမယ်ပြောတယ်မရောရင်ထောင်ချမယ်ဆိုလို့စိတ်ညစ်နေတာကြားရတာစိတ်တော်မကောင်းဘူးမစိသူယူတာတော့မဟုတ်ဘူးမလား သူကတော့မယူဘူးလို့ပြောတာပဲဒါပေမဲ့သူ့ကိုအထာရင်ပျောက်တာဆိုတော့ယောတာကယောရမှာတဲ့ဒါဆိုဘလို့များလုံမယ်လို့စဉ်းစားတာလဲဟုတ်လီပြောရမှာတော့စိတ်မကောင်းပေမဲ့ဒေါ်လာဆောင်နေနဲ့ကျမကိုငွေလေးနေနဲ့လောက်ချိတ်ထားပေးလို့ရမလားနောက်လေးလလောက်စပားပေါ်ရင်ပြန်ပေးမယ်လေမစိတ်ကျမကိုအထင်ကြီးနေပြန်ပြီလက်ထဲမှာသုံးဖို့ဆွဲဖို့ကလွယ်ရင် အပေါ်လို့မရှိဘူးလေဒေါ်လာဆောင်စကားကြောင့်မစိတ်မျက်နှာပြတ်သွားတယ် ဟိုနေ့ကဒေါ်လာဆောင်စီငွေလွှဲရောက်တယ်ဆိုပြီးတော့ကြားမိလို့မင်းမိတာပါ။အော်မဆိုင်ရဲ့ဒါကပတ်စံကျမဟာမှာမဟုတ်တာ။မြို့ပေါ်မှာအလုံးလုံးနေတဲ့သမီးနဲ့သားကအိမ်ပြင်ဖို့အတွက်လွှဲပေးလိုက်တာလေ။အိမ်မအိမ်မကျမလည်းဒီလောက်ပတ်စံနဲ့လိမ်မဲ့တူတော့မဟုတ်ပါဘူး။မလဆောင်အဆင်မပြေလဲနောက်တစ်မျိုးကြံရမှာပေါ့။မဆိုင်ဟာမနေ့မြို့တဲ့မျက်နှာနဲ့ခြာကနေလှက်ထွက်သွားပြီးတော့မိဖို့ချောင်းထဲကိုဝင်သွားခဲ့ပါတယ်။ညနေအိမ်ပြင်ရောက်တော့တရားဘာဝနာပွားရင်းနဲ့ အိမ်ပြင်မိုးကိစ္စကိုတွေးနေတဲ့အချိန်ဘဝတရေကိုပခုံးမတင်ပြီးရောက်လာတဲ့ယောက်ျားဖြစ်သူကိုမြင်ရတယ်။ကိုမောင်သိန်းရှင်တနေ့လုံးဘဲတွေကိုပြောင်းနေရလဲ။ဘုံကြီးကြောင့်ဇရက်မှလည်းမတွေ့မိဘူးနော်။ရှိပါတယ်လှဆောင်ရဲ့။မဆိုင်တရောင်နင်းစီလာတဲ့အချိန်ငါဘေးကဖြတ်သွားတာသတိမထားမိဘူးလား။မဆိုင်ဆိုမှပြောရအောင်မေး။နေ့လေကကျမစီပတ်စံလာချေးသေးတယ်တော့။သူသားလက်ကောင်လုံးမှာရော်ဖို့ဆိုပြီးပြောတာပဲ။ရှုပ်ရှုပ်ရှက်ရှက်တွေမလုံဆန်းပါနဲ့ကွာ။သူသားကမြို့ပေါ်မှာ လူစိုးလူမိုက်တွေနဲ့ပေါင်းပြီးတော့ပြက်စီးနေတာလို့ကြားတယ်နော်။ဟင်ဟုတ်လား။နောက်ပြီးတော့တရွာလုံးမှာပတ်စံလိုက်ချိတာတာ အတော်ဆုံးနေပြီတဲ့။ပြန်တောင်းတော့လေခိုးလှဲ့တီလဲနဲ့မပေးဘူးလို့ကြားတယ်။ဒေါ်လာဆောင်လဲကြားရတဲ့စကားကြောင့်တပင်းတစ်ချက်ချရေအိုးတွေကရေတစ်ခွက်ကိုခတ်တော့ကအဲ့ရတဲ့ကိုဝင်လာခဲ့ပါတယ်။ဟင်ဟုတ်လားမမလားဆောင်။ဟုတ်တယ်တဲ့။ဒါကြောင့်သူပတ်စံလာချိရင်ဖိတ်ထားကြနော်။ကျမတို့ကတော့မချိပါဘူးတော့။နောက်ပြီးတော့ ြားတာကတခုသူကဖဲကိုလည်းရိုက်တက်တယ်တဲ့ဒါကြောင့်သူကအမြဲတမ်းပတ်စံလုံးနေတာဖြစ်မှာစကားပြောရင်တနာအောင်ပြောတတ်တာကြောင့်ငါကတကယ်ထင်ပြီးတော့စိတ်မကောင်းနေဖြစ်နေတာမလဆောင်ကအာပေါင်းအာရင်တန်တန်ပြောနေတဲ့တန်ကိုခေါင်းရင်ထင်နာကနေမိမတယောက်ရက်ပြီးတော့နားထောင်နေတယ်ခဏကြာမှတော့အန်ကိုကြိတ်ပြီးတော့ခြာကနေပဲလှည့်ထွက်သွားခဲ့ပါတယ်ဒီလိုနဲ့ဟွာထွက်ပြီးတော့နှစ်လလောက်လိုမှတော့မလဆောင်တို့လည်းများလဲစုထားတဲ့ငွေတွေနဲ့အိမ်ကိုပြင်ဆင်လို့ အင်တက်ပွဲကိုအကျဉ်းချုပ်လေးပဲပြုလုပ်ခဲ့ပါတယ်။လက်ဆောင်ရေးကိုရွေးအောင်ကတော့တိုင်ကက်နာရီတလုံးလက်ဆောင်ပေးတယ်။လက်ဆောင်ပစ္စည်းတွေကိုသားသမီးတွေနဲ့တူတူဖောက်ကြည့်နေတဲ့ကိုမောင်တိန်ဟာတိုင်ကက်နာရီတလုံးကိုဖင်ပြန်ကောင်းပြန်ကြည့်ပြီးတော့သဘောကျပြီးတော့လှမ်းပြောတယ်။ရွာရဲ့တလေးအရာအင်တက်ပွဲကိုလာကြတဲ့သူတွေအနေနဲ့အလှငွေတွေထက်ကြတယ်လို့အခုလိုလက်ဆောင်ပေးတဲ့သူတွေလည်းရှိကြတယ်။မလက်ဆောင်တယောက်လက်ဆောင်ဘူးလေးကိုဖောက်ကြည့်ရင်ကနေတထောတတာကတ်တူဘူးတလုံးကိုဖွင့်ကြည့်တဲ့အခါရွှေရောင်တလက်လက်ထနေတဲ့ စိန်တုတော်တဆူကိုဖုတ်တွက်လိုက်ရတယ်။ဒီမှာလာကြည့်ပါအောင်တော့ဖရာစိန်တုတော်လေးတဆူဝါလားဘသူပေးသွားတာလဲမသိဘူးနော်။ပြစမ်းပါဦး။ဟာဟုတ်ပါတယ်။မျက်နှာတော်လေးကတက်ပယ်လိုက်တာ။ဘူးပေါ်မှာဘသူပေးတယ်ဆိုတာမပါဘူးလား။ဟင်အင်းဘသူဆိုတာရေးမထားဘူး။ဒါဆိုလဲကွာအိမ်မှာပူဇော်လို့ရတာပေါ့။တားနဲ့တမီရောမြို့ပြန်ရင်ယူတော်မလား။ဟိုမှာကိုးကွယ်လေရတယ်လေ။မြို့မှာကနေရာချင်းတော့ ဘုရားကျောင်းဆောင်ကိုအစဉ်ပြေလို့ပူဇော်ထားရတာဒါကြောင့်အိမ်မှာပဲပူဇော်ထားလိုက်တာပိုတဲ့တော်မယ်ထင်တယ်ဦးမောင်သိန်းလည်းဘုရားစင်းတို့ကိုယုံကြည်စွာပြင့်ပြီးတော့ဘုရားကျောင်းဆောင်ပေါ်မှာပူဇော်ထားလိုက်ပါတယ်ဒီလိုနဲ့တလားလောက်ကြာတော့မလဆောင်တယောက်ကျမ်းမာရေးချူကြပြီးတော့တချောင်းချောင်းဖြစ်လာခဲ့ပါတယ်ဦးမောင်သိန်းကတော့နီးစက်ရဆေးကမ်းမှာပြလိုက်ဘေးတင်ရေတရာတွေမိလိုက်နဲ့အလုံရှုံနေကြရတနေ့မှမလဆောင်တယောက်ညာကြီးတကောင်စပင်ဖားလာချပြီးတော့တဟီတဟားနဲ့ထားရည်တယ်လှဆောင် လှစာညာကြီးတကောင်ကွာဘာများဖြစ်လို့ထပြီးတော့ရင်းနေတာလဲဖဲစန်းငါလှဆောင်မဟုတ်ဘူးအနာကတ်မလာနဲ့အတန်ရောအမှုရပါပြောင်းသွားတာမလို့ဦးမောင်သိန်းတယောက်အနာမကတ်တော့ပဲနဲ့ဖခင်เจ้าဆောင်ပေါ်မှာရှိတဲ့ပရိတ်ရေဘူးကို အဖုံးကိုဖွင့်ဖို့လုပ်တဲ့ချိန်အောက်မှာနေငါပရိတ်ရေနဲ့ပတ်ဖို့ကြံနေပါဟုတ်လားလှုပ်လိုက်စမ်းနေလောက်အကြံကိုငါကမုံမများထင်နေလားဒီလိုဆိုပြီးတော့တဟန်းနဲ့ခြေတံထွက်ပေါ်လာတယ် ဒါနဲ့ပဲဥမောင်သိင်လဲပရိရေဘူးကိုပြန်ဖုံးတယ်။နေကမတူလဲပြော။ဘာရည်ရွယ်ချက်နဲ့ငါမိမကိုယ်တည်းကိုဝင်နေရလဲ။နေတော့အိမ်မှာနေခြင်းလို့ကိုနေတာ။နေတော့မကြိုက်လဲမတက်နိုင်ဘူး။မျက်ထောင်နေကြီးနဲ့စိုက်ပြီးကြည့်ပြီးတော့ပြောတဲ့တန်းကြောင့်ဥမောင်သိင်တယောက်နေရံမှာချိန်ထားတဲ့ပိန်ဝင်ပရီးကိုစက္ကနဲဆွဲယူကမလားဆောင်လဲပင်မှာစုတ်ပစ်လိုက်တယ်။ဒီတော့မှအတန်နဲ့ကြီးနဲ့អော်ပြီးတော့ဘိုင်းကနေပြစ်လဲကတတိလက်သွားခဲ့တယ်လို့ဘေးအိမ်ကလူတွေကလည်း မလဆောင်အော်တန်းကြောင့်လန့်ပြီးတော့နိုဘီရောက်လာတယ်။ကိုမောင်သိန်းဘာဖြစ်တာလဲဗျ။ခုနကအော်တန်းကြားလိုက်လို့လာကြည့်ကြတာ။မင်းတို့အမလှဆောင်ကိုလေကွာ။တရေဝင်ပို့လို့ကွာ။အခုပဲတိုင်ဝင်ပရီးနဲ့စွတ်ပေးလိုက်လို့ထွက်သွားတာ။မလဆောင်ကတော့လေးလန့်နေတဲ့ဇက်ပိုးကိုလက်နဲ့ဖိနှိပ်ပြီးတော့ကျမကံများနေနေလားမသိဘူးနော်။ခုနကအိမ်မက်ထဲမှာဖះအကြောင်းဆောင်ရှိမှငုတ်တုတ်ထန်နေတဲ့လူတယောက်ကိုမြင်လိုက်ရတယ်။မင်းကဒီအပိုင်းဖះတရားမှသိမ့်မလို့ဖြစ်တာကွာ။ ဒါကြောင့်ဖြစ်တာနေမယ်အိမ်သားကလူတွေလည်းမလားဆောင် ပြန်ပြီးတတိရလာတာကိုမြင်တဲ့အခါမှာစိတ်အေးသွားပြီးတော့ကိုယ့်နေရာကိုကိုယ်အသေးသေးပဲပြန်တော့ခဲ့ကြပါလေနောက်တနေ့ကစပြီးတော့မလားဆောင်တယောက်ဖျားရှိခိုးတာကိုမပြတ်အောင်တတိထားပြီးနေလာခဲ့ရာလေးရက်လောက်ကြာတော့ဖျားရှိခိုးနေနှာခေါင်းထဲမှာညှီဆိုးတဲ့ပုတ်ရဲ့အနံတစ်ခုကို မတရေစရာကောင်းလောင်လို့ရရှိလိုက်ပါတယ်မြေတာတော့အစမှာပဲအိမ်နောက်ဖေးမိဖို့ကြောင့်ကနေထမင်းကိုပြစ်ချတဲ့တန်ကိုကြားတယ် ဒေတန်ကိုဖျားရှိကုန်နေတဲ့မလဆောင်ပြင်ဆက်လက်ထိုင်တောင်းနေတဲ့ဦးမောင်သိမ်းမှာကြားလိုက်ရတာကြောင့်ခေါင်းနှပန်းကြီးသွားပြီးတော့ကြက်သိမ်းမှုန်းခြင်းမှာထားသွားတယ်။လှဆောင်မင်းပါတာလှုပ်ရှားရှိတာလို့ငါသွားကြည့်လိုက်မယ်။ဦးမောင်သိမ်းလည်းဖျောင်းနိုင်မီကိုယူပြီးတော့အိမ်နောက်ဘေးကိုသွားကြည့်ရအောင်။ထမင်းချက်တဲ့တတုအိုတလုံးပေါ်ကပစ္စည်းတွေဟာကျမ်းပေါ်မှာပြုတ်ကျနေတာတွေ့ရတယ်။ဟာကြွက်တွေတောင်းကြပြီထင်တယ်။မနေ့ကမှဒိန်းလုံးနဲ့ငါနဲ့တွေ့အောင်မယ်။ ီလိုကျင်းသွားပြီးတော့ပြန်ထွက်လာခဲ့တယ်။အင်းရှိရောက်မှာပဲမိမဖြစ်သူရဲ့ဖျားရှိကိုတန်းတဲ့တူတူအင်းတန်းကိုလက်သေးနဲ့ထိုးတဲ့တန်းတဘုံဘုံကိုအရှင်းသားပဲထပ်ပြီးတော့ကြားရတယ်။ဒီတခါတော့မလတ်ဆောင်တယောက်ဖျားရှိကိုတန်းနေပါတုံရင်လာပြီးတော့ပဒင်းပောက်ကိုလက်ညှိုးထိုးပြတယ်။ဦးမောင်တိန်တယောက်မိမဖြစ်သူပြတဲ့ပဒင်းပောက်ကိုလှမ်းကြည့်အောင်တကားပေါင်ပေါ်မှာနှလုံးပြူးနဲ့ငုတ်တုတ်ထန်နေတဲ့မြောင်းဝင်လလလလလအစုပ်ဖွားကောင်တစ်ကောင်ကို မီးလင်းအောင်နဲ့မြင်တွေ့ရတယ်။ဒီတခါတော့ ထင်းထင်းရှားရှားမြင်လိုက်ရတာမို့လို့ဦးမောင်သိန်းတယောက်လန့်ပြန့်သွားတယ်။ဖះရှစ်ကိုနေတဲ့မိမဖြစ်သူလက်ကိုဆွဲကောအယောက်ကိုဆင်းပြေးတယ်။သွေးသွေးနဲ့တရေလို့អော်ပြီးတော့ဆင်းပြေးလာတဲ့လင်မယားနှစ်ယောက်ကိုမြင်တော့ရွာထဲကလူတွေထွက်လာတယ်။စိတ်ငြိမ်အောင် ထိန်းတော့မှ အနေငယ်ငြိမ်သက်သွားတယ်။ဒါတော့မှသူတို့ရဲ့မျက်လုံးတွေဟာကနာမငြိမ်ပဲနဲ့ဘေးဘီကိုအလန့်တကြားနဲ့လိုက်ပြီးတော့ကြည့်နေခဲ့ပါတယ်။ကိုမောင်သိန်းတို့လင်မယားဘလို့ဖြစ်ကြတာလဲဗျ။မင်းတို့ကိုပြောရင်ယုံမှာမဟုတ်ဘူးကွာ။ နင်တို့မလေးဖះရှိကုန်နေနဲ့အိမ်နောက်ဖေးမှာအတန်ကြာလို့ထားကြည့်တော့ထမင်းအိုးကိုလူတစ်ယောက်ကပြစ်ချတော့ဖြစ်နေတာအဲ့ဒီကနေထွက်လာတော့ပြတဲ့ပေါက်ပေါ်မှာအမွေးစုပ်ွားနဲ့ကောင်းတကောင်းငုတ်တော့ထားနေတာငါအခုပြောရင်တော့မှစက်သိန်းနဲ့ထားလာပြီဖះရှိကုန်နေတော့မှဒီလိုဖြစ်တာလားအေးကွာတို့လဲဘလို့များလောက်ရမလဲမသိတော့ဘူးဟုတ်လေအိမ်အသက်ဆောက်တော့ကမတတ်နဲ့တစ်တွေများပါလာလားဒါတော့ငါလည်းမသိဘူး တခါမှလည်းမကြုံဘူးတော့ဘလို့လောက်ရမှန်းတော့မသိတော့ဘူးဒါဆိုဗျာဒိညာတော့အိမ်မှာပဲအိတ်လိုက်ကြတော့မနေ့ကျမှပါဆက်လို့ရမလဲဆိုတာတိုင်ပင်ရမယ်ညီတဝိုင်းခွဲဖြစ်သူမောင်ထုံးရဲ့စကားကိုလေမြားနှစ်ယောက်စလုံးသဘောတူလိုက်ကြပါတယ်မနေ့ရောက်တော့အိမ်ချင်းလေးကိုပြန်ကြည့်ရတအိမ်လုံးပြောင်းဆန်အောင်တောင်းကျန်းထားတဲ့ခြေရလက်ရတွေပြင်ချုံးဘွက်တွေပေးနေတဲ့ခြေရတွေကိုလည်းမြင်ရတယ်ဒါပေမဲ့သူစနာကအိမ်မှာရှိတဲ့ပစ္စည်းတွေဘာတကူမှပျောက်ရှမနေဘူးမောင်သိန်း ညကလေနေအိမ်ထဲမှာပစ္စည်းတွေပစ်ထုတ်တဲ့တန်တွေကြားရတယ်။ဒိုးလေးအသားလေးချောင်းကြည့်တော့လူကိုမတွေ့ရပဲနဲ့အဝိတ်တွေပဲဖွာလန်ကျန်းနေရမြင်ရတာ။အိမ်ကောင်းရင်ကဘွားလေးရင်ကသူတိတာကိုပြောပြတယ်။ဒါကြောင့်အိမ်ကိုလိုက်ဖို့တဲ့သူတွေအားလုံးလည်းကြောက်လန့်သွားတယ်။ကိုမောင်သိတခုခုတော့လုံမှာဖြစ်တော့မယ်။ဆရာတော်ကိုတွားလျှောက်ကြည့်မလား။ကောင်းတယ်။ဒါမျိုးကကမာဝါဖတ်ပြီးနှင်ထုတ်လို့ရတာမဟုတ်လား။အခုပဲတွားမယ်။လူကြီးဟာဦးမောင်သိအိမ်ကနေ ရွာလေဖုန်းကြီးချောင်းကိုရောက်လာတယ်။ကျောင်းမကိုရောက်တော့စာဖတ်နေတဲ့ဆရာတော်ကိုတွေ့တာနဲ့ဖြစ်ပြက်ခဲ့တာကိုရှောက်တင်မေးမြန်းတယ်။အေးတကားမောင်သိန်းတို့အိမ်မှာဖြစ်တာတွေကိုဆက်ဆက်တွေ့တော့ရင်တော့အိမ်ရဲ့ပရဝင်ထဲမှာမကောင်းတဲ့အရာတခုရှိတယ်လို့လည်းယူဆရတယ်။ဒါဆိုဘလို့များလုပ်ရမလဲဖေ။တန်ငါတော်တွေပြင့်ပြစ်ပြီးတော့ကမာဝါဖတ်လို့ရောမရဘူးလား။ဘုန်းကြီးတို့ကမြတ်ဗုဒ္ဓရဲ့အဆုံးအမအောက်မှာနေတာဆိုတော့တပားသူထိခိုက်နေတာအောင်လုပ်လို့မရဘူးလေ။ ဖရာတရားကိုသာမဲမြောင်လို့ရင်ဘသူမှဒုက္ခပေးလို့မရဘူးတကားကြီးတင်ပါဖရာတပည့်တော်တို့လည်းနေရောညပါဖရာရှိကိုအမျှဝေတာရေလောက်ပေမဲ့ကြုံတွေ့နေရတဲ့အရာကပို့ပြီးတော့စိုးလာပါတယ်ဖရာဒါဆိုခဏလောက်ဆောင်ဆရာတော်ဟာဖလက်ဆဆောက်ကိုပေးမှချကြက်တီတိုက်ထဲကိုဝင်သွားတယ်ခဏနေတော့ပရေကျိုးနှစ်ခုယူလာပြီးတော့ဦးမောင်တိန်နဲ့မလတ်ဆောင်တို့ရဲ့လက်မှာပတ်ပေးတယ်ဒီပရေကျိုးကဘုံကြီးနေစဉ်ရွတ်ပတ်တဲ့ ဂုံတော်တွေကိုထုံမှန်းထားတာကြောင့်ဒကာကြီးတို့အတွက်အထောက်အကူဖြစ်မှာပါမပြောင်းပြအောင်တော့တရားဆောင်တာကြဒီလိုမိန်တော်မူပြီးတော့စက်တီတိုက်ထဲကိုပြန်ကြွားသွားတယ်ဦးမောင်သိန်းတို့လည်းဆရာတော်ချင်းမြင့်ထားတဲ့ပေးရကျိုးကိုဆောင်းထားတာမလို့အရင်တုန်းကထက်ပို့ပြီးတော့အတက်လာတယ်ဒါကြောင့်ကိုယ့်အိမ်ကိုကိုပြန်လာခဲ့ကြတယ်ဒီလိုနဲ့၃လရက်လောက်ကြာတဲ့အခါမှာဖရာတော်တော်ကြီးလဲနေတဲ့အချိန်အနောက်ကနေစပင်ဆောင်ဆွဲတာခံရပြီးတော့လဲကြသွားခဲ့တယ်အမလီပြေးပါပြီတော့ဟဲ့လှဆောင် ဘာဖြစ်တာလဲကိုမောင်သိကျမကိုသပင်ဆွဲဆောင်လို့တော့ကျမ်းပြမှာဖိန်ထိုင်ရဲ့ကြားနေတဲ့လှဆောင်ရဲ့စကားကြောင့်ကိုမောင်သိဘေဘီကိုလိုက်ကြည့်တယ်မင်းစိတ်ထင်လို့ဖြစ်မှာပါကွာစိတ်ထင်စရာလားတော့ဒီမှာကြည့်သပင်တွေတောင်မှဖွာလန်ကျင်းနေတာမတွေ့ဘူးလားမလဆောင်ကငုံမမဲ့ပြောပြီးတော့အခန်းထောက်မှာကပ်ပြီးတော့ကြောက်လန့်နေတယ်ဆရာတော်ပေးထားတဲ့ပရည်ကြိုးရှိတာတောင်မှဒီလိုဖြစ်တယ်ဆိုတော့ဘယ်လိုလုပ်ရမလဲမသိတော့ဘူးလင်မယားနှစ်ယောက်လည်းတနုံကြီးနဲ့ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ချိန် အိန္ဒိယကိုတပုံးပုံးနဲ့လာရိုက်တဲ့အတန်ကိုကြားရတယ်။ကုမ္မသိရှင်ရှင်ကြားလိုက်လား။စိတ်အေးထားစမှာကွာ။ကျမမနေရတော့ဘူး။အိန္ဒိယဆောက်ပြီးကတခုခုဖြစ်နေတာကျမကြောက်လာပြီ။ဒဲမဲ့ချောက်နိုင်မလား။ငါတို့ပဲနေနိုင်မလားဆိုတာကြည့်ရအောင်ကွာ။ကုမ္မသိဟာနေရာမှာချိတ်ထားတဲ့ပရီကိုလက်မှကြည့်ကြည့်ပါအောင်ကိုင်းအရေးကြီးကိုစောင့်ကြည့်တယ်။ဒီလိုနဲ့ညတကောင်ချိန်ရောက်တော့လှဆောင် နင်းလက်မှာပတ်ထားတဲ့ကျိုးကိုဖျက်လိုက်။မြန်မြန်ဆွဲဖြုတ်လိုက်ဆိုတဲ့အတန်းကိုကြားလိုက်ရတယ်။မဖြုတ်ဘူး။ငါ့ကိုလာဖြုတ်ခိုင်းမိနေနဲ့သွားကြ။ကိုမောင်သိန်လှုပ်ပါအောင်။နားထဲမှာပိတ်ရိပ်ကျိုးကိုဆွဲဖြုတ်ဖို့တိုးတိုးလေးလာပြောနေတယ်။လှဆောင်စိတ်ကိုထိန်းထားစမ်း။အာနားထဲမှာမခံနိုင်အောင်လာပြောနေတာ။လာပြောတဲ့သူတွေကအများကြီးပဲ။ကျမကျမယူတော့မယ်နဲ့တူတယ်။ကိုမောင်သိန်လည်းမိမဖြစ်သူကြောက်လန့်နေတာကိုမကြည့်ရတော့ဘဲနဲ့လက်ကိုဆွဲယူကအိမ်ပေါ်ကနေဆင်းလာခဲ့ပြီမဲ့ စိတ်ထဲမှာတော့ဒေါသနဲ့ကြောက်စိတ်တွေရောထွက်ပြီးတော့အန်တကြီးကြီးနဲ့ဖြစ်နေတယ်။ကိုမောင်သိန်းတယောက်မောင်ထွန်းတို့အိမ်ကိုရောက်တဲ့အချိန်အောင် ကြောက်စိတ်မပြေသေးတဲ့လှဆောင်ကိုအမျိုးမျိုးချော့မော်ပြောကပရိရည်တွေတိုက်ဖျားစာတွေရုပ်ပြီးတော့မှအနှဲငယ်ငြိမ်သက်သွားခဲ့တယ်။နောက်တနေ့နေ့လယ်ရောက်တော့မောင်ထွန်းတို့အိမ်ကိုကပ်ပီယာကြီးရောက်လာတယ်။ကိုမောင်သိန်းခမားကိုဆရာတော်ခေါ်ခိုင်းတယ်။အခုချက်ချင်းလာခဲ့ပါအောင်နဲ့။ဘာကိစ္စများရှိလို့လဲကပ်ပီယာကြီး။ဒါတော့မသိဘူးဗျ။ ကိစ္စမရှိရင်အခုသွားလိုက်ပါအောင်ကောမောင်သိန်းလည်းကပ္ပိယကြီးစကားကြောင့်မယံမှာချိတ်ထားတဲ့ခမောက်ကိုဆောင်းပြီးဖုံးရင်ကျောင်းဘက်ကိုထွက်လာတယ်။ကျောင်းကိုရောက်တော့ဧည့်သည်နှစ်ယောက်နဲ့စကားပြောနေတဲ့ဆရာတော်ကိုမြင်လိုက်ရတာကြောင့်ခရီးရိုလေးနောက်မှာထိုင်နေတဲ့ချိန်ဒကာမောင်သိန်းအရှိကိုလားတင်ပါဗျာတပည့်တော်ကိုခေါ်တယ်ဆိုလို့ဘလို့ရေးကိစ္စများရှိလို့လဲဗျာအေးဒကာကြီးတို့အိမ်မှာဖြစ်ပျက်နေတဲ့ကိစ္စကိုဒီဆရာလေးနှစ်ယောက်ကကိုကြီးပေးနိုင်တယ်ပြောလို့ခေါ်လိုက်ရတာ ဲမဖျားညကလည်းအိမ်မှာမအိပ်ရလို့မောင်ထွန်းတို့အိမ်မှာလိုက်ပြီးတော့အိပ်ရတယ်ဖျားအေးဖုန်းကြီးလဲအာယုံဆုံးဖုန်းတော့တကာကြီးတို့ကြောင့်ကြားမိပါတယ်ဒါနဲ့ဒီဆရာနှစ်ယောက်ကိုအရင်ကမမြင်ဘူးပါဘူးဖျားဧည့်သည်လေးလားဟုတ်တယ်ကွတ်တို့ကလှဲကျွရဘက်ကိုသွားမလို့ခီးတထောင်နားရကနေဖုန်းကြီးနဲ့စကားဆက်မိပြီးတော့တကာကြီးတို့အကြောင်းကိုပြောမိတာအင်းမဖျားတပည့်တော်တို့အကြောင်းကိုပြောမိတာကျေးဇူးတင်ပါတယ်ဖျားတပည့်တော်တို့လည်း ဘာလုတ်လို့ဘာကံရမှန်းကိုမသိဖြစ်နေပြီမင်းညကဆိုလှဆောင်တယောက်ပြေကျိုးပတ်ထားရင်ကို စပင်ဆောင်ဆွဲခံရတယ်ကိုမောင်သိန်းစကားကြောင့်ငြိမ်ပြီးတော့နားထောင်နေတဲ့ဧည့်သည်ကဆရာတော်ပြောပုံနဲ့ကိုမောင်သိန်းပြောတယ်လို့ဆိုရင်တော့အတော့ကိုဆိုးရွားနေပုံပဲကာယကံရှင်နဲ့သဘောတူမယ်ဆိုရင်တော့အိမ်ကိုလိုက်ပြီးတော့ကြည့်ပေးပါမယ်သဘောမတူစရာမရှိပါဘူးဆရာအစဉ်ပြေတဲ့အချိန်ကြည့်လို့ရပါတယ်ကဲဒါမျိုးကအချိန်ဆွဲနေလို့မကောင်းဘူးဗျကိုမောင်သိန်းတို့ဘက်ကလည်း လက်ခံတယ်ဆိုရင်ချက်ချင်းသွားကြည့်တာပိုကောင်းမယ်။ဒီလိုပြောပြီးတော့ဆရာတော်ကလည်းခွင့်ပြုတယ်။ကိုမောင်သိန်းလည်းအဲ့တဲ့ဆရာနှစ်ယောက်ကို မောင်ထွန်းတို့အိမ်စီအရင်ဆုံးပင့်လာတယ်။အိမ်ကိုရောက်တော့ဆရာနှစ်ယောက်ထဲကတယောက်ဟာမလားဆောင်ခနာကောမှာသူတို့ဘာပြူစားတာရှိမရှိစစ်ကြည့်ပေမဲ့ထူးခြားတာဘာမှမတွေ့ရတဲ့အတွက်ကိုမောင်သိန်းကိုထပ်ဆစ်ကြည့်တယ်။ဘာမှမတွေ့ရဘူး။ဒါကြောင့်ကာယကံရှင်တွေကိုတိုက်ထားတာမဟုတ်ကြအောင် နားလေအောင် ရှင်းပြပြီးတော့ကိုမောင်သိန်းတို့အိမ်ရှိရဘက်ကိုကူလာတယ်။ယောဂန်လူတွေကလည်း အတူဆန်းတွေမြင်ရနုံနုံနဲ့မလက်မကားငားနေလိုက်ပါလာခဲ့တယ်။ဆရာနှစ်ယောက်ကခြံဝါးကိုရောက်တာနဲ့ခြေလမ်းတွေကိုရက်တယ်။အိမ်ထဲကနေမကောင်းတဲ့ငွေသက်တွေထွက်နေတာခံစားမိတယ်။ဒါကြောင့်မဆိုင်တဲ့သူတွေအနေနဲ့ခြံထဲကိုဝင်မလာဘဲနဲ့အပြင်ဘက်မှာပဲနေပေးကြပါ။ဒီလိုမြေတရက်ခံပြီးတော့မောင်သိန်းနဲ့လှဆောင်တို့ကခေါ်ယူပြီးတော့အိမ်ထဲကိုဝင်လာတယ်။အိမ်ပေါ်တက်ကန်နေလေကားတွေရောက်မှတော့ဆရာနှစ်ယောက်ကခြေပနှောင်းကိုဒုံငနဲ့စောင့်ချလိုက်ရ။အိမ်ရောနောက်ပေးရေကပြင်ဝါကနေ ဘုတ်ကနေခုံချပြီးထွက်ပြေးသွားတဲ့ခြေတံတစ်ခုကိုပြပြတတကြားလိုက်ရတယ်။ဆရာတို့ကြားတယ်မလား။ဒီကောင်းတဲ့အိမ်ထဲမှာဒါမရှိတကားမရှိဝင်ထွက်နေကြတာဗျာ။မကြခင်မှာတေးကြတဲ့အဖေတကူရလာမှာမလို့စိတ်ကိုလျှော့ထားပေးပါဗျာ။ဒါနဲ့အိမ်ရဲ့ဖះเจ้าဆောင်ကတက်ပေတယ်နော်။ဟုတ်တယ်ဆရာ။လှဆောင်ကတနေ့ကိုတောက်တော်ကြီးရေနှကြိမ်ကတ်တယ်။ပန်းတွေကိုလည်းအမြဲတမ်းလဲလှယ်ပေးတာ။ကျွန်တော်တောင်သူ့လောက်မလုပ်နိုင်ဘူး။ဩော် ဖျားတရားမြဲတဲ့အိမ်မှာတော့မှဒီလိုအဖြစ်မျိုးကြုံရတယ်ဆိုရင်တော့ကျုပ်ထင်တာများဖြစ်နေမလားဟင်ဆရာကဘလို့များ ထင်လို့လဲအခုတလောဖျားစင်းနုတော်ဖြစ်ဖြစ်ပုံတော်ဖြစ်ဖြစ်အစ်စ်ပူဇော်ထတာများရှိလားအိမ်တစ်တတုံကတော့ဘသူပေးလာမှမသိတဲ့စင်းနုတော်တဆူတော်ရခဲ့ဘူးတယ်ဒီမှလေးဆရာကောမောင်သိန်းကဖျားเจ้าဆောင်ပေါ်မှာပူဇော်ထားတဲ့စင်းနုတော်ကိုပြလိုက်ရဆရာနှစ်ယောက်လည်းလက်ဖျားနေတော်မတိပဲနဲ့နေရာမှာပြန်ချခိုင်းတယ် ဩလှုပ်တဲ့သူတွေကလည်းငရဲလည်းမကြောက်ကြပါလားဒီလိုရရွတ်ပြီးတော့ရေတန်းတစ်ခွက်တောင်းယူလက်ညှိုးနဲ့မှွေပြီးတော့တောက်လိုက်တယ်ဆိုရင်ပဲအိတ်တုံးကရလာတဲ့စင်းနုတို့ဟာဘိုင်းကနေမြောင်လဲကျသွားတာမြင်ရတယ်။ကိုမောင်သိန်းတယောက်လဲကျသွားတဲ့စင်းနုကိုပြန်ထောင်လိုက်အောင်ဒီလိုပြောတဲ့ခါမှာထပ်ပြီးတော့ထောင်းတယ်ဒုတိယကြိမ်ပြန်ထောင်ပြီးတဲ့အချိန်မှာရေစက်နဲ့တောက်ချရာထပ်မံလဲကျသွားတယ်။လေမတိုက်ဖန်နဲ့ဘာဖြစ်လို့စင်းနုတို့ကခဏခဏလဲကျနေရလဲဆရာ အကြောင်းရှိလို့ပါဗျာကိုမောင်သိကဲမောင်ကောင်းအိမ်အောင်ဖေးကဒါတစ်ချောင်းသွားယူကွာခဏနေတော့မောင်ကောင်းဆိုတဲ့ဆရာကထင်းခုတ်တဲ့ဓမ္မကိုယူလာပြီးတော့ဆရာဖြစ်သူကိုကမ်းပေးရဆရာဖြစ်သူလည်းလဲကျနေတဲ့စင်းတို့ကို ကောက်ကန်ပြီးတော့ပလင်အောက်ခြေကနေဓာတ်နဲ့ခွဲချလိုက်တယ်ဟင်ဟာဘာတွေလဲဘာတွေထွက်လာတာလဲဖရာစင်းတို့ကနေထမိန်စားတွေပြင်ကြေးပြားနဲ့လိတ်ထားတဲ့အင်းစမတွေထွက်လာတယ်ဆရာဒါတွေကဘယ်လိုလုပ်ပြီးတော့ စိမ့်တုထဲမှာရှိနေရတာလေအရက်စကားနဲ့ပြောရရင်ဗျာကိုမောင်သိန်းတို့အိမ်ကိုဖះအတိုက်နဲ့လောက်ထားတာဗျာဖះအတိုက်ဟုတ်လားကျုပ်ပြန်တကားမှမကြဘူးဟုတ်တယ်ဗျာသူကဖះတရားလောက်လေလေ ပို့ထီလေဒါကြောင့်မလတ်ဆောင်နေနဲ့ပို့ခံစားရတာရုံမှလိုက်တာဗျာကျွန်တော်တို့မှရန်သူလည်းမရှိပဲနဲ့ဘာကြောင့်အခုလိုလုပ်ရတာလဲရန်သူဆိုတာကိုကိုအတိလင်လာပြီးတော့ပြောတာမဟုတ်ဘူးလေဗျာဒါကြောင့်ပတ်ဝန်းကျင်မှာ ိုကိုမနာလိုတဲ့သူတွေအများအတန်းရှိနေနိုင်နေပြကျွန်တော်တို့ကိုဘယ်သူလုပ်တယ်ဆိုတာရောသိလို့ရမလားဆရာဒါမျိုးကိစ္စတွေကိုတော့တို့တို့မှာပြောပိုင်ခွင့်မရှိဘူးဗျဒါပေမဲ့သိပြီးတော့စိတ်ပူမနေနဲ့ဒီအစီရင်ကိုဖျက်ဆီးပြီးပြီမလို့ထပ်မဖြစ်တော့ဘူးကျွန်တော်တို့အနေနဲ့ရောတခြားဘာတွေများလောက်ဖို့လို့ဒီလေအိမ်ထဲမှာမတန်းတဲ့ပစ္စည်းတွေရောင်းနေကြကြောင့်တန်ငါတို့တွေကိုပင့်ဖိတ်ပြီးတော့ပေးတရားတော့နာရပ်ပတ်တင်နေကျုပ်တို့အနေနဲ့လည်း စာမန်းတမ်းမန်းနေလောက်ပြီးတော့နောက်ထပ်နောက်ရက်တွေမှာဝင်အောင်လို့တာစီပေးခဲ့မယ်။ကျေးဇူးတင်ပါတယ်ဆရာ။ဆရာတို့အတွက်ခြေကြွားကောက်ကိုလက်ခံပေးပါ။ကုံမုံသိန်းကခြေကြွားကအဖြစ်ငွေတချို့ကိုကမ်းပေးပေးမယ်။ဆရာနှစ်ယောက်ကလက်ကပြရတယ်။ကျုပ်တို့နှစ်ယောက်ကိုပေးတာထက်ဖုန်းရင်းเจ้าမှာလိုအပ်တယ်လို့သုံးဖို့လှူပေးပါ။ဒီလိုပြောပြီးတော့ဖရာစင်းနူတော်ကိုအဝေးတစ်ခုနဲ့ထောက်ယူတယ်။ပြီးတာနဲ့ပေမန်းစာမန်းတွေကိုအိမ်အတွင်းပြင်ပပြန်ပြီးတော့အိမ်ဝင်တကောင်ကမှအင်းစမစာရည်တွေကပ်ပေးခဲ့တာ ဘုံကြောင်ဘက်ကိုပြန်ထွက်လာတယ်။အရှိန်အဟုန်တောင်းလောင်နေတဲ့မီးတောက်တွေထဲမှာတော့တထောက်တာတာရှိတဲ့စင်းနုတော်အကျိုးအပြတ်တွေတငွင်ငွေလောင်ကျွမ်းနေပါတယ်။မီးပုံရဲ့ဘေးမှာတော့လူနှစ်ယောက်ကငြိမ်သက်စွာထိုင်နေပြီးမီးတောက်မီးချန်တွေကိုထိုင်ကြည့်တယ်။ဒီချိန်မှာခပ်ဖွားဖွားနင်းလျှောက်လာတဲ့ခြေတံတစ်ခုကြောင့်ဖြက်ကနေလှည့်ကြည့်အားတကြုံမမဝစ်စားထားတဲ့တက်လက်ပိုင်းမိမတယောက်ကိုမြင်တွေ့ရတယ်။တင်ရောက်လာပြီလား။ဆရာတို့ခေါ်တော့လေမလာလို့ပြရပါမလဲ။နောက်တစ်ခါ ဒီရွာနေတဲ့ဝိုက်မှာအလားတူအဖြစ်မျိုးထပ်ဖြစ်တာကြရင်တော့တင်အနှစ်နှစ်လလနဲ့တင်ယူခဲ့တဲ့ပညာတွေကိုပြက်စီးအောင်လုပ်ရလိမ့်မယ်။ပြက်သားလာတဲ့စကားကြောင့်မိမကြီးမျက်နှာကွက်ခနဲပြက်သွားပြီးမှဟမ်းမပြက်ပြန်ပြီးတော့နေတယ်။ကျမတို့အနေနဲ့ကတော့ပြုတ်ခိုင်းသူရှိရင်တော့လုပ်ပေးရတယ်ဆိုတာဆရာတို့လည်းသိမှာပါ။ဒါပေမဲ့နောက်နောက်ဒီလိုမျိုးထပ်မလုပ်ရဘူးဆိုတော့လေထပ်မလုပ်ရုံပဲရှိမယ်။တင်းရဲ့နှုတ်ထွက်စကားကိုတင်တီးပါစေလို့ပြောချင်တယ်။ တင်ပမာနေတယ်ဘလို့တွေလုံးနေရဆိုတာ ကျုပ်တို့မသိကြအောင်ဆောင်းပေးလိုက်မယ်နောက်ထပ်ကြားလို့ကတော့ကျုပ်တို့အလုံးမဟုတ်တော့ဘူးနော်တင်သွားလို့ရပြီမိမကြီးဟာမကျေနပ်ပေမဲ့ဘာမှမပြောနိုင်တာကြောင့်နှုတ်ဆက်က လာရလန်းနေမဲ့ပြန်ထွက်သွားခဲ့ပါတယ်